တရားပြက်ကုန်ကြတာပေါ့တရားပြက်ကြတာပေါ့နော်ကြောက်စရာသိကောင်းလူတွေရဲ့သဘောဒါလည်းအပြစ်တော့ပြောလို့မဖြစ်ဘူးပေါ့နော်ဘာတွေဟိုဥမတောက်မှသီလဆောက်နိုင်မယ်ဆိုတော့ဟုတ်တယ်မနော်စားစရာတောက်စရာပြည့်စုံနေမှလူဆိုတာကသီလဆိုတာလုံခြုံနိုင်တာပေါ့စားစရာတောက်စရာမှမပြည့်စုံတော့လေအဲ့ဒါလိုခဲရင်ကုန်ကြခစ်ပြက်ကာလာကြီးပါပဲမကောင်းပါဘူးနော်အဆိုလေးတစ်ခုတောင်ရှိတယ်ဘုန်းကြီးကလူတဲ့လူကဘလူးဆိုတာ အဲ့ဒီခေတ်သေးကိုရောက်လာတာဖြည်းဖြည်းနဲ့ကောင်းလာဖို့ကတော့မမြင်ဘူးသူကဗုဒ္ဓမြတ်စွာသာသနာတော်ရဲ့ထုံးစံရာကိုသူကဆုပ်ကပ်ပဲလူတွေရဲ့တက်တန်းကလည်းတဖြည်းဖြည်းဆုပ်တယ်လူတွေရဲ့အသိဉာဏ်တွေကလည်းဆုပ်တယ်လူတွေရဲ့ကိုကျင့်တရားတွေကလည်းအကုန်ဆုပ်တာစားမမဖတ်ကြပဲကိုအလိမ္မာစာမရှိသည်ဆိုတာတွေ့လိမ့်မလေဆောင်းပုံလေးဟုတ်တုံးလားဟုတ်ကိုအလိမ္မာစာမရှိတာဗျစာဖတ်မှကဘာပေါ်မှာစာဖတ်ဆုံးနိုင်ဟာအိန္ဒိယနိုင်ငံလိုကြားဦးတယ်ဟုတ်လောက်တယ် ဘုန်းကြီးကနိုင်ငံခြားမှာတိရလင်္ကာနိုင်ငံမှာ9နှစ်အိန္ဒိယနိုင်ငံမှာ3နှစ်ဘုန်းကြီးနေဟူးတယ်ဟုတ်တယ်ကလေးလေးတွေကလေအာကားစောင့်နေကြတယ်အเจ้าကားတွေစောင့်နေဆိုစာအုပ်ကြီးတွေအထူကြီးတွေအင်္ဂလိပ်စာအုပ်ကြီးတွေဖတ်နေကြတာဒီလိုတယ်လီဖုန်းတွေဟိုပို့ဒီပို့ပေါ့နော်သူတို့စီသုံးစားမရှိဘူးကိုယ်နိုင်ငံနဲ့ခင်ပြီးတဲ့နိုင်ငံတွေပဲစာတွေဖတ်တယ်စာအုပ်လည်းကဘာပေါ်မှာဈေးချိုဆုံးနိုင်ငံပဲအိန္ဒိယနိုင်ငံတကယ်အဖိုးတန်စာအုပ်တွေဆိုဈေးချိုချိုလေးတွေပိတ်ပေါ်တာ ဗမာနိုင်ငံကိုစဉ်းစားကြည့်ပေါ့လူဦးရေတန်း90ကျော်ရှိတယ်။အုပ်ရေ900ရိုက်တာမကုန်ဘူးတဲ့။ဘယ်နဲ့လုပ်မလို့။စားမှမဖတ်ကြပဲနဲ့။လူတသိန်းမှတအုပ်ထုံးလောက်ရှိတော့တာပေါ့အတည်းပဲ။နော်။အဲ့လိုမှစားမဖတ်တဲ့လူမျိုးတွေကတော့အကုန်လုံးနောက်ကျမှာပဲ။ဒါတွေပါနောက်ကျကုန်တယ်။ဘာမှမဖွံ့ဖြိုးတော့ဘူး။